ာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြန်လေးပြီးကြိုဆိုပါတယ်။ဒီနေ့ကတော့ပထမအဦးဆုံးအနေနဲ့ကျမတို့ကချင်ပြည်နယ်စစ်ရဲသတင်းနည်းနည်းလေးပြောချင်တယ်။ဆိုတော့အခုကျမတို့ကချင်ပြည်နယ်လန်စဲဘက်မှာစစ်ခွေးတွေကတော့နေ့တိုင်းပုံကျဲတိုက်ခိုက်နေတယ်။ဆိုတော့အခုဒီအဲလန်စဲရဲပမော်ရဲဖကန့်ရဲဘမောက်ရဲဒီနေရာတွေအားလုံးထဲမှာအခုဝိုင်းမော်မှာ ကြည်ကြည်ကြဲကြဲစစ်ခွေးဒီဘက်ကနေမှထူးစစ်စင်လာတာကိုတွေ့ရတယ်ဆိုတော့ဘလောက်အထိထူးစစ်စင်လာခဲ့တယ်ဆိုလို့ရှိရင် white mob မှာအရင်တော့ဆိုလို့ရှိရင်အာတန်ပြည်သူစစ်နဲ့ is ခုန်တင်ရင်ပြည်သူစစ်ရဲ့ပြည်လို့ရှိရင်ခွေးတိုက်ရဲ့ဒီသုံးခုနဲ့ပဲ white mob မှာသူတို့စစ်လှုပ်ရှားတယ်ပြည်လို့ရှိရင်တိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင်ဒီသုံးဖွဲ့နဲ့ပဲတိုက်ပွဲဖြစ်တယ်ဒါပေမဲ့အခုစစ်ခွေးတွေကတော့ပန်ဝါဘက်ကိုပြန်မှထူးစစ်စင်ဖို့ရန်အတွက်လှုပ်ဆောင်နေတာဟာအခု 6လကျော်လောက်ရှိလာခဲ့ပြီလေရင်နဲ့ပုံကျဲတယ်ထုစစ်ဆင်လာတယ်ဒါမှ KIAD ရဲ့ပြစ်ခတ်မှုကြောင့်သူတို့အများအားဆုတ်ခွာခဲ့ရတယ် base ခဲ့ရတဲ့ပြည်သူစစ်စခန်းတွေလည်းအများကြီးရှိခဲ့တယ်ဆိုတော့အခုလွန်ခဲ့တဲ့အပတ်မှာလည်းနော်စစ်ခွေးတွေဘက်ကနေမှဆုတ်ခွာခဲ့တာတွေအများကြီးရှိတယ်တနိုင်းဘက်ကနေမှတက်ရင်မူးတွေစမတာပေါ်သွားတာတွေလည်းရှိတယ်ဆိုတော့အခါကျတော့အခုစစ်ခွေးတွေဘက်ကနေမှဘလောက်အထိအင်အားတိုးမြင့်လာခဲ့တယ်လဲဆိုတော့ငိုကိုတည်းရရှိနေတဲ့အာတံပီတုစစ် စခုံတင်ရင်ပြူတစ်စစ်နဲ့စစ်ခွေးတွေအဲ့ထဲမှာဘဒူပြန်ပါလာခဲ့တယ်ဆိုလို့ရှိရင်မပခပါလာတယ်ဝါရဆုပြီတုစစ်ပါလာတယ်ဂွေထုပြီတုစစ်ပါလာတယ်ပြလို့ရှိရင်လီဆုပြီတုစစ်ပါလာတယ်တနန်းအခြေဆိုင်ခမရ318ပါလာတယ်အမိုးကောင်းမြို့အခြေဆိုင်စကခ3ပါလာတယ်ဆိုတော့အခုကပြီတုစစ်9ဖွဲ့ရဲ့ စစ်တပ်၃ခုရဲ့ပေါင်းပြီးမှပြည်သူခွေးတွေနဲ့စစ်ခွေးတွေပေါင်းလို့ရှိရင်1600ကျော်သောခွေးရကောင်ကျွန်တော်ဒီ white mob ကိုထုစစ်စင်လာခဲ့ပြီးဆိုတော့မကြာခင်မှာမြုပ်လို့မကုံနိုင်တော့ခွေးမသားတွေပုံနေတော့မှာပဲ။နော်ဆိုတော့လွန်ခဲ့တဲ့၃ရက်ကလောက်ကတည်းကနေလိုင်ဟေစင်ပတ်ဝန်းကျင်မှာကျွန်တော် KIA နဲ့ပူပေါင်းတော်လာရဲတွေနေမြရှင်းနေတဲ့အခါမှာခွေးမသားတွေအများရတယ်။မနေ့ကလည်းခွေးမသားဆက်တကောင်ပြန်ရတယ်။အခုကရှင်းမကုံဖြစ်နေတယ်။ ရုပ်တွေကတော့အကုန်စုပ်ပြတ်တတ်သွားတယ်အခုဒါဖြစ်နေတာကတော့ကချင်ဖြစ်ပေမဲ့ကချင်နဲ့မနန်တဲ့လီဆူနဲ့ရဝောင်လိုမျိုးတွေဖြစ်နေတယ်အခုနေ့တိုင်းခွေးမသားတွေနော်ကြောင်ကျူကြောင်ကြားမှာအများကြီးတွေ့ရတယ်ဆိုတော့ကြောင်ပြောပြချင်တယ်ကျတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွတ်စိတ်မကောင်းစရာသတင်းဖြစ်တယ်အခုကျွတ်နဘေးနားမှာရေးထားတယ်ဒါကပန်ဆယ်လူရဲ့ Facebook ကနေမှယူထားတဲ့စာဖြစ်တယ် ဒီအမျိုးသမီးကိုမကြိုက်တဲ့သူတွေကတော့ဝမ်းသာကြလိမ့်မယ်ဒါပေမဲ့အခုဒီစစ်ခွေးတွေနဲ့ဘောမတွေဝမ်းသာတာကိုကျွန်တော်မဆိုလိုချင်ဘူးဒါပေမဲ့ဒီနေ့ကျမတို့တော်လန်ရေကောင်းစင်အောက်မှာတွာလာနေတဲ့သူတွေကနေမှပန်ဆယ်လိုကိုတိုက်ခိုက်တဲ့သူတွေအများကြီးရှိကြတယ်ဘာကြောင့်တိုက်ခိုက်တယ်လဲဆိုတော့ကျွန်မလည်းမသိဘူးကျွန်တော် channel မှာတော့ဘသူရဲ့အကြောင်းမှကျွန်မမပြောဘူးဒါပေမဲ့ဒီနေ့ဒီလိုမျိုးပန်ဆယ်လိုရဲ့အကြောင်းကိုပြောရချင်းဟာဒီနေ့ကျမတို့တော်လန်ရေအတွက်ထိခိုက်လာတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့သတင်းထဲမှာထည့်ပြောရချင်းဖြစ် တန်းဆိုတော့အခုကျမတို့ဒီ97ဒေါ်လာရေးရောက်လာခဲ့တဲ့အခါမှာအလုံးကတော့စစ်ခွေးကိုတော်လန်ချင်ကြတဲ့လူတွေဖြစ်ကြတယ်တချို့ဆိုလို့ရှိရင်တော်လန်ရေးထဲမှာပါဝင်နေရင်းနဲ့ကိုကိုကိုဘောမှဖြစ်သွားမှမသိတဲ့သူတွေလည်းရှိတယ်လို့တချို့ဆိုလို့ရှိရင်တော့ကိုရဲ့ကြောကြမှုအပေါ်မှာနည်းနည်းလေးအောက်ခြေလွတ်သွားတဲ့ထောက်ပို့တွေရှိကြတယ်ပန်ဆယ်လိုကို ပုတ်ချတဲ့အထဲမှာဒီနေ့ကျွန်တော်တို့တော်လာရဲကိုချစ်မြတ်နိုးပါတယ်ဆိုပြီးမှတော်လာရဲအတွက်ထောက်ပို့လုပ်နေကြတဲ့သူတွေအများကြီးလည်းပန်ဆဲလိုကိုထုနှက်ကြတယ်ဒီနေ့ပန်ဆဲလိုထောက်ပို့လုပ်တဲ့နေရာကနေရပ်နားသွားတယ်လို့ပြောလိုက်တဲ့အခါမှာအထူးသဖြင့် PDF တွေအတွက်ထိခိုက်စရာတွေအများကြီးရှိတယ်အစကတည်းကနေမှလက်နက်ကိုင်းနေခဲ့တဲ့ကျွန်တော်တို့တိုင်းရင်သားလက်နက်ကိုင်းတွေကတော့ဒီနေ့ဒီအချိန်အထိဘုသူစီမမမတောင်းဘူး ဒါပေမဲ့အခု PDF ဆိုရက်မနေ့တနေ့ကမှမတော်လန်ရေးထဲမှာပါဝင်လာတဲ့တူဒီကတော့ပြီးတူဒီရဲ့ထောက်ပတ်မှုကိုတရားရာခိုင်လို့လူအပ်တယ်ပြီးတူလူတူဒီရဲ့ထောက်ပတ်မှုမပါဘဲနဲ့ PDF တွေလုံးဝမရက်နိုင်ဘူး PDF တွေလုံးဝမရက်လာနိုင်ရင် ျမတို့ရဲ့တော်လာရဲထဲမှာထိပါလာတာတွေအများကြီးရှိတယ်ဆိုတော့ဒီနေ့ကျမတို့ဒီတော်လာရဲထဲမှာပါဝင်နေတဲ့သူတွေအရင်တော့ကလည်းကျမတခါပြောခဲ့ဘူးတယ်နော်မနိုင်ဝင်လုံးဝမထမ်းကြပါနဲ့ကိုဘလောက်နိုင်တယ်လဲနိုင်တယ်လို့ပဲထမ်းပါပါဇက်ဒီကိုကျမတို့ချုပ်တီးနိုင်တယ်လို့ချုပ်တီးရမယ်ကိုရဲ့စကားတခုပြောလိုက်ခြင်းကြောင့်ကျတို့ရဲ့ရန်သူဖြစ်တဲ့ဘောမဒီဝမ်သားချာဒီလုံးဝမဖြစ်ကြပါနဲ့ထောက်ဖို့လုပ်နေတဲ့သူဒီထဲမှာငါကကောင်းပါတယ်လို့ပြောတဲ့သူတွေအများကြီးရှိတယ် ဘောမာနီဘက်ကနေမှကျွန်တို့တော်လိုင်းရဲတွေကိုဘလို့ပြောတယ်လဲကျမကယူမဆိုင်ဘူးနော်ဒါပေမဲ့ဒီနေ့ကျမတို့တော်လိုင်းရဲအချင်းချင်းတိုက်ခိုက်နေတာတော့ကျမလုံးဝမကြိုက်ဘူးလို့ပဲပြောပြစေဆိုတော့အရင်တော့ကလည်းကျမဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါပြောဘူးတယ်ဒီနေ့ကျမတို့တော်လိုင်းရဲလှုပ်လာခဲ့တဲ့အခါမှာဘဒူကမှနစ်တော်လာရေလုတ်ပါလို့တော့မပြောဘူးဒါပေမဲ့စစ်ခွေးတွေကိုမကြိုက်တဲ့စိတ်တတ်နဲ့ဒီအာနာရှင်ကိုတိုက်ဖြတ်ရမယ်ဆိုတဲ့ခံယူချက်နဲ့ကျမတို့အယောက်စီတိုင်းဟာကိုယ့်ရဲ့အာသာတဲ့ဘက်ကိုသွားပြီးမှ တော်လာရေးထဲမှာပါဝင်ကြတယ်တိတ်ကောင်းတယ်ဒါပေမဲ့ကြာလာတဲ့အခါမှာတော်လာရေးမျက်နာကိုလုံးဝမထောက်ဘဲနဲ့ကျွားတို့တွေအောက်ဖေးလန်ကြတာတွေအများကြီးရှိတယ်ထောက်ပို့လုပ်နေတဲ့တချို့တော့သူတွေကိုကျွားပြောချင်တယ်နာမည်နဲ့တော့ကျွန်မမပြောချင်ဘူးအားလုံးလည်းတိပြီးတာဖြစ်တယ်အရင်တော့ကတော့အလုံးတူတူလောက်ကြတယ်တခုခုဖြစ်လို့အဆင်မပြေကြဘူးအဆင်ပြေနေတဲ့အချိန်မှာကြတော့တယောက်နဲ့တယောက်ရင်ဖွင့်ကြတာတွေရှိလိမ့်မယ်။ဒါပေမဲ့ကိုနဲ့အဆင်မပြေတဲ့အခါမှာအောက်ဖေးတစ်ခုပြီးတစ်ခုလမ်းပြလိုက်တယ်။ က်ဖဲလန်တဲ့သူတွေကတော့ခင်မယ်။ online မှာငါကတော့ဒီတယောက်ကိုအောက်ဖဲလန်လိုက်တယ်။သူများကသူ့ကိုအထင်သိမ်းမှာပဲ။သူများကသူ့ကိုယုံကြည်မှုကင်းမဲ့သွားမှာပဲလို့ထင်နေကြတယ်။ မဟုတ်ဘူးအရင်တော့ကိုနဲ့အလုတ်အတူတူလုတ်ခဲ့တဲ့လူတယောက်ရဲ့စကားကိုတောင်နင်းကမသိမ်းထားနိုင်ဘူးလူတယောက်ကိုခင်တော့ကတော့ခင်ပြီးမှပြစ်တနာဖြစ်တဲ့အခါမှာအောက်ဖဲလန်တက်တယ်ဆိုလို့ရှိရင်နင်းဟာတိုင်းပြည်အတွက်ရော လူမျိုးတွေအတွက်ရောအားကိုးဆရာယုံကြည်ထိုက်ဆရာလေးစားဆရာလုံးဝမဖြစ်တဲ့လူဖြစ်တယ်လို့ပဲကျွတ်ပြောချင်တယ်ဘာကြောင့်လဲဆိုတော့ကိုခင်ခဲ့တဲ့တငယ်ချင်းတယောက်ရဲ့အသွင်းရေးကိုတောင်မှ မထိမ့်သိမ်းထားနိုင်ခဲ့ရင် တိုင်းပြည်အတွက်လူမျိုးအတွက်ဘလို့နည်းနဲ့နင့်ကိုယုံကြည်စိတ်ချနိုင်မှာလဲတငယ်ချင်းတယောက်ရဲ့အကြောင်းကိုတောင်းနင့်ပါစပ်ထဲမှာစီးမဆောင်ပဲနဲ့ပြောတတ်ရင်နိုင်ငံနဲ့လူမျိုးအတွက်ဘလို့နည်းနဲ့နင့်ပါစပ်ထဲမှာစီးဆောင်ပြီးပြောနိုင်မလားလူဆိုတာဟာအသေးအမွားမှာစီးကန်းရှိမှယုံကြည်ထိုက်မှအမှုအကြီးထဲမှာလည်းစီးကန်းရှိမယ်ယုံကြည်ထိုက်မယ်ဥပမာပြောမယ်အခတ်တတ်တော်ဒီအလူခန္ဓာနင့်တို့မြင်ဘူးတလားခန့်ဆံလို့ဘူး KNU တွေအလူခန္ဓာရှိသလားမရှိဘူးဒီနေ့ KIA တွေအလူခန္ဓာရှိလားမရှိဘူးဘဒူအလူခန္ဓာလဲမနေ့တနေ့ကမှလက်နဲ့ကိုင်းလာခဲ့တဲ့ တော်လာရဲ့ PDF တွေကပြည်သူလူထုတွေရဲ့ကိုငြိထောက်ပံ့ခြင်းကိုတရားရခိုင်လို့လိုအပ်တယ်။ဆိုတော့နင့်ကြောင့်ဒီနေ့ပန်ဆယ်လိုကလဲသွားတယ်ဆိုလို့ရှိရင်ပန်ဆယ်လိုရှာတဲ့ငွေတွေအားလုံးကိုနင့်ရှာပေးနိုင်မလား။ပန်ဆယ်လိုကိုမြီခိုပြီးတော့ပန်ဆယ်လိုရဲ့ရန်ပုံငွေနဲ့မြီခိုနေပြီးမှတော်လာရဲ့ထဲမှာပါဝင်နေတဲ့ PDF တွေအများကြီးရှိတယ်။ဆိုတော့အခုနင့်ရဲ့ပါဇက်ကြောင့်ငါရဲ့ပါဇက်ကြောင့် ဒီပန်ဆယ်လိုဟာဒီရန်ပုံဝေရှာတာကိုနားသွားတယ်ဆိုလို့ရှိရင်ပန်ဆယ်လို ထောက်ပံ့နေတော့ PTFD ရဲ့ဝေယဝိစာတီကိုနင့်တာဘူးယူမလားဒီနေ့ကျမတို့တော်နာရေးထဲမှာဘယ်သူကစစ်ခွေးကိုတိုက်တယ်တိုက်တဲ့သူကိုကျမတို့ကထောက်ပံ့ပေးရမယ်ကုညီပေးရမယ်ဒါဟာကျမတို့ရဲ့တာဝန်ဖြစ်တယ်ဒီနေ့ကျမတို့ကလူမျိုးမတူဘာသာမတူနေထိုင်မှုအကျင့်စရိုက်မတူတဲ့သူတွေအားလုံးပေါင်းပြီးမှဒီနေ့ကျမတို့တော်လာရေးလုပ်နေတဲ့အတွက်ကြောင့် ခက်ခဲတာတွေအများကြီးရှိလိမ့်မယ်ဒီအခက်ခဲကိုတောင်မှနေဟာနားလည်မှုမရှိဘူးဆိုလို့ရှင်ဘလို့နီးနဲ့နိုင်ငံတော်တည်ထောင်တဲ့အထက်မှာနင့်ဘလို့ပါဝင်မလဲဒီနေ့ပန်းဆဲလိုကိုတခိုးလိုဆွဆွဲထားပြီးမှဒီနေ့နင့်ကြောင့်ပန်းဆဲလိုလေးသွားတယ်ဆိုလို့ရှိရင်နင့်ပန်းဆဲလိုရဲ့နေရမှာ နေရယူပြီးတော့ပန်းဆဲလိုရှာတဲ့ရံပုံကိုအရေအတွက်အတိုင်းနင့်ရှာပြီးမှဒီနေ့ပန်းဆဲလိုထောက်ပံ့နေတဲ့ PDF တွေကိုနင့်ထောက်ပံ့ပါဒီနေ့ကျမတို့တော်လာရေးမှာပက်ဆန်လိုအပ်နေတယ် တိုက်ပွဲတစ်ခုကိုပေါ်ဆောင်တဲ့အခါမှာပတ်စံဘလောက်လိုအပ်တယ်လဲဒီနေ့နင်းလို့မလားဒါကြောင့်ကျတော့တော်လာရဲတယ်နဲနဲလေးစင်စင်ချင်းချင်းနဲ့ကိုနိုင်တဲ့ဝန်ပဲထမ်းကြပါ မနိုင်တဲ့ဝန်ကိုထမ်းပြီးတော့သူများကို အပြစ်မပြောကြပါနဲ့ကိုဘယ်ဘက်ကိုနိုင်တယ်လဲနိုင်တဲ့ဝန်ကိုထမ်းပြီးမှကျတော့တော်လာရဲထဲမှာဆက်လက်ပြီးတော့ပါဝင်ရအောင်ကြောတခေါက်မှာပန်ဆယ်လိုကိုလည်းစကားမပြောဘူးဒါပေမဲ့ဒီနေ့ပြောချင်တာကတော့တကယ်လို့ဒါဒီဗီဒီယိုဖိုင်ကို ပန်ဆယ်လို့ကြည့်မိခဲ့တယ်ဆိုလို့ရှိရင်တော့ကျမကြားကနေပဲအနှုံညွန့်တောင်းပန်ပါတယ်ကျတော့တော်လိုင်းရဲတွေမပြီးဆုံးသေးတဲ့အတွက်ကြောင့်ပန်ဆယ်လို့ရဲ့ထောက်ပံ့မှုကိုလိုအပ်နေတဲ့ PDF ရဲ့မျက်နာကိုကြည့်တော်လိုင်းရဲတွေရဲ့မျက်နာကိုကြည့်ပြီးတော့ဆက်လက်ပြီးတော့ကိုလုံနေတဲ့ထောက်ပို့အလုပ်ကိုဆက်လက်ပြီးပါလှုပ်ဆောင်ပေးပါလို့ကြွဒီကနေမှအနှုံညွန့်တောင်းဆိုချင်ပါတယ် ပြီးတော့အခုကျမတို့နောက်သတင်းတစ်ပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နှာထောင်ကြည့်မယ်နော်နည်းနည်းပဲတည်အန်ဒီရများတယ်ဆိုတာအဲ့ဒါပြောတာနည်းနည်းပဲတည်ရှောက်ပြီးတော့အများကြီးတည်သလိုလိုနဲ့နော်ဟိုသတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးကသူ့နေမြမာဒီရွက်ဝဲဝဲလိုရသဘောတူပါတယ်ပါကြစွာခင်ဗျာခင်ဗျာနေမြခင်ဗျာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်တွေဝယ်ထားတယ်ပါညာ ဟာဟိုတယ်ဝယ်တာကျွန်တော်တို့ကဘာမှဆိုင်ဘူးနဲ့ဝယ်တဲ့ကောင်တယောက်တည်းကျွန်တော်တို့ဗီဇာစနဲ့မဆိုင်ဘူးဒါကျွန်တော်တို့မိသားစုကိုတက်တက်သိခါချတာဟာကျွန်တော်တို့တရားဆွဲရမယ်လေသူတို့လာပြောတယ်ကျွန်တော်ဩတနာပါတယ်လို့ဒီရှာမေးမြန်းပြီးတော့မေးမြန်းပြီးလောက်တာတော့ပုံဘူးဗျာကျွန်တော်လည်းအဲ့ဒါနဲ့ပြောလိုက်ပါတယ်အဲဆွဲမဲ့ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကာကြီးရေနောက်တစ်ခုကအတီးရဖြတ်မှုနှစ်မျိုးနှစ်မျိုးတော့လုံးလိုက်အကြံပေးလိုက် ဒါမှရှာရိုးမရှိတိုင်းဘလို့ရှတ်တာလျှောက်ပြောနေတာတွေရက်သွားနည်းနည်းငြိမ်သွားပါတော့နော်တင်းသမားဆိုတာဂါဂါနာနာဂါငယ်ဂါကြီးနာငယ်နာကြီးလေးလာကြီးမှပြောရှောက်မပြောနဲ့တရားရုံရောက်ကတ်ရောက်နဲ့ 也是那么高利喏，是亏的也越高百个是空顶人家的嘛，掏看白白的 de, 去贿赂，帮外地那里，比如像的外贸的白嘛，是亏的肉卖越高百天嘛，都八万八万，都也那边的嘛来越高百肉呢，按九十八万收边嘛，是空顶人家的嘛啥偷来的，哎，哪得 a 嘛？啊，多嘞不是市面上的，就明明啊把表里说了，啊，a 是空顶人家的，铁路表 i 的，啊，我对人面过样好接待吧？比如像的，是空顶人家的，面下得杜家。 ောင်းစကုံတင်ရင်ဘလောက်ချမ်းသာသွားတယ်ရန်ကုန်ဒီမှာဘာဝယ်တယ်ညာဝယ်တယ်ဒါတော့သူခဏခဏပြောပြီးတာဒီတစ်ခါလဲသူပြန်ပြောတယ်ဆိုတော့အခါကျတော့အခုစကုံတင်ရင်ကတော့ဝယ်ထားတဲ့ဟိုတယ်ဒီကသူနဲ့မဆိုင်ပါဘူးဆိုတော့ကြောင်းပြီးမိသားစုရဲ့ကုန်တိတ်ခါကိုထိခိုက်တဲ့အတွက်ကြောင့်အခုကတရားစွဲမယ်လို့ပြောတယ်အဲ့ဒီမှာဘူးလလဆိုရင်လည်းကျော်မျိုးမင်းကမျက်လုံးနဲ့မိခိုးဆိုတော့လေအရန်ချစ်ကြတာဆိုတော့အခုစကုံတင်ရင်ကနေမှတရားစွဲမယ်လို့ပြောတဲ့အခါမှာ ဘူးလဲလဆွေကတော့နှစ်ခုနဲ့ဆွဲပါတဲ့66နဲ့ရောအတေချက်မှုနဲ့ရောနော်ဆိုတော့တကယ်လို့သားခုံတင်ရင်ကနေမှတရားဆွဲရင်တော့ဘူးလဲလဆွေလဲကိုညီမယ်လို့ထင်တာပဲအရင်တုန်းကတော့ကြော်မျိုးမင်းအဲ့လောက်ကြီးမဆိုးဘူးအခုနောက်ပိုင်းမှာကြော်မျိုးမင်းကတကက်ခွေးလုံးလုံးဖြစ်သွားတာအရင်တုန်းကအဲ့လောက်ကြီးသူဘက်လိုက်ပြီးပြောသွားတာမဟုတ်ဘူးအခုနောက်ပိုင်းကျတော့စကလေးကောင်းကိုဖမ်းပြီးလွတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာခွေးချပူဒီဘက်ကနေမှဘောမတွေကိုခေါ်ပြီးမှပြောလိုက်ပြီးတဲ့နောက်မှာ ကျော်စုဦးထက်တောင်ဒီကျော်မျိုးမင်းဆိုတဲ့ခွေးကတော့အတော်လေးဆိုးသွားတာဟိုအသေးလေးတရင်ဌာနကောင်လေးကိုဖမ်းဖို့ရန်တွေ့တယ်ဇကုံတင်ငင်းကိုကျော်ကလုံးဝမကြိုက်ပါဘူးဒါပေမဲ့တကယ်လို့ဒါကျော်မျိုးမင်းကိုတရားစွဲမဲ့ထဲမှာတခုခုလိုအပ်တယ်ဆိုလို့ရှိရင်ကျမလည်းကူညီမယ်လို့เนาะပြောချင်တယ်ဆိုတော့အခုကျော်မျိုးမင်းကသူ့ရဲ့ပစက်စီးမစောင့်တဲ့အတွက်ကြောင့်သူ့မှာအန်ဒီရီအများကြီးရှိတယ်။မင်းကင်းမောင်မြင့်တို့ဆိုလို့ရှိရင်ခဏခဏသူ့ကိုပြောတယ် ငါပေါ့ဆိုလို့ရှင်လဲသူ့ကိုပြောတယ်အခုဒီဘူလလတ်ဆွေနဲ့ဆိုတော့မပြောနဲ့လေဘူလလတ်ဆွေကသူ့မြတ်ရဲ့အပြောခံတဲ့အထဲမှာသူ့မပါဘူးမကြခင်မှာကျော်မျိုးမင်းဆိုလို့ရှင်လဲသူ့ပါဇက်ရဲ့နှုတ်ရဲ့အသီးကိုသူဝဝလင်းလင်းသူစားရလိမ့်မယ်နော်တကယ်အကြောင်းပြောပြတာပြီးနောက်သတင်းတစ်ပုတ်နေနေကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်အောင်နော်အုတ်ချုပ်ရေးပိုင်းတွေကိုကိုတခါမှလည်းဝင်မစိုးခက်ခဲဘူး။တော့ဒါပေမဲ့မျက်စိတော်တော်နောက်ပြီးတော့တော်တော်လေးကို ဟိုအပြင်းမတော်လို့ပြောလိုက်အောင်မယ်တောင်းမှန်လို့လည်းမရကြော်ပွဲလည်းမနိုင်ဖြစ်နေတယ်မန္တလေးမြို့ကလေနေရအစုံမှာရဲနှစ်ယောက်လောက်နဲ့ပတ်သက်ဆက်လောက်နှစ်ယောက်လောက်နဲ့ရလေရင်းနေကိုရက်တန့်စစ်ဆေးပြီးတော့လူတိုင်းစင်လို့ကားလိုင်းစင်လို့တခြားကားနဲ့ပတ်သက်တဲ့ဟာရင်းဆိုင်ကနဲ့ပတ်သက်တဲ့လိုင်းစင်တွေစစ်တာပေါ့နော်အဲ့လိုစစ်ပြီးတော့ငွေတောင်းနေကြတယ်အမြင်မတော်လို့ပြောပြလိုက်ပါအောင်မယ်နော်တာမန်ချိန်မှာပေါ့နော်ရဲရဲပိုင်နဲ့ပြစ်မှုကျူးလွန်တာတွေကိုရဲတပ်သားအစင်ကနော်အများပြည်သူပိုင်နေရာမှာ ဝရမ်းမလို့ပဲဖမ်းဆီးနိုင်ပေမဲ့တာမန်အချိန်ရင်သွာလာမှုကိုရပ်တန့်ပြီးတော့စစ်ဆေးဖို့ဆိုတာရဲဟုတ်တယောက်လောက်တော့တောင်းမှုတောင်းခံမှုပါတဲ့နဲ့ဒါမှမဟုတ်ရှင်လေရင်နှိမ့်ဆိုတာရင်အကြောင်းကိုတက်တဲ့နားလေတယ်ပေါ့နော်အဲ့လိုဟာတွေပါတဲ့နဲ့အခုကျတော့အဲ့လိုဟာတွေမပါဘူးဒီပြည်သူစစ်နှစ်ယောက်လောက်နဲ့ရဲနှစ်ယောက်လောက်နဲ့ညဆိုလဲ9နှစ်ရက်နေ9နှစ်လောက်10နှစ်လောက်17နှစ်လောက်ဆိုအဲ့လမ်းမောက်တွေပေါ့တက် ကိုယ်ထိလို့မဟုတ်ဒါပေမဲ့အမြင်မတော်လွန်းလို့ပြောပြတာတော်တော်အမြင်မတော်တွေဖြစ်နေလို့အခုအဲ့လမ်းမော်တက်တဲ့ပတ်သက်ဆိုင်ဆိုတာလည်းကြည့်လိုက်အောင်နိုင်ငံတော်ကပြည်သူစစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီဆိုတဲ့အခါကျမှစစ်မှုမထမ်းခြင်းလို့ဟိုဖုံးကြီးပြေကတ်ဟိုပတ်သက်ဆခေါင်းဆောင်ပြေကတ်ဟိုအုပ်ချုပ်ရေးမှုယုံပြေကတ်ဟိုရဲပြေကတ်နော်ပြီးတော့မိဆက်ယုံနေတဲ့ပြေကတ်အဲ့လိုကတ်နေတဲ့ဟာကြီးလို့ထင်တာပဲဘာလို့ဆိုတကယ်အသက်ဆုံးကြီးတိုက်နေတဲ့ပတ်သက်ဆတွေကအဲ့လိုမရှိဘူး သူတို့ကြောင့်ကိုလည်းပတ်သက်စပုံရိပ်ထိခိုက်တယ်။ဒီဘောမဟာမန္တလေးမန္တရားဒီဘက်မှာထောက်ပို့လုပ်နေတဲ့သူဖြစ်တယ်။အရင်တုန်းကလည်းကျမပြောခဲ့ဘူးတဲ့။စစ်ခွေးတွေဆိုတာဟာဘလောက်အထိအောက်တန်းကြတယ်လဲဆိုတော့ကိုကတာကကြီးကခွေးမဖတ်တတ်တာစစ်ခွေးအင်ဂျင်ဝတ်လိုက်ပြီးဟိတ်ဆိုလို့ရှိရင်ပြည်သူတွေကိုနှိပ်စက်တဲ့အကျင့်စာရတဲ့တာတွေအပြည့်ရှိတယ်ခွေးချဘူကရုရှားကနေပြန်လာတဲ့အချိန်မှာသူ့ဘာပြောသွားလဲလဲရင်မှာပြည်သူလူထုတွေရဲ့အမြင်မကျေမှု ပညာရဲ့အားနည်းမှုအကြောင်းမြန်မာနိုင်ငံဟာဒီလိုမျိုးကမောက်ကမဖြစ်ရတယ်ဆိုတဲ့အကြောင်းကိုခွေးချပုကနေမှပြောသွားတယ်ဒီနေ့မြန်မာနိုင်ငံကိုဖြစ်စည်းနေတဲ့ခွေးကဒီစကားကိုပြောတယ်ဒီနေ့ပြည်သူလူထုတွေကိုတတ်ပြီးမှအကြောင်းကိုဘုံကျေးပြီးတော့ကျောင်းပညာရေးဟာအင်မတန်မှအရေးကြီးတယ်လို့ပြောတာလူငယ်တွေကိုတတ်ဖြတ်တယ်အင်အားရှိနေတဲ့အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်မဲ့လူငယ်လူရွယ်တွေကိုစစ်တပ်ထဲမှာထည့်တဲ့ခွေးက ပညာအားနေတဲ့အတွက်ကြောင့်မြန်မာနိုင်ငံဒီလိုကမောက်ကမဖြစ်ရတယ်လို့လာဟောင်းသွားတယ်။ဆိုတော့အခုတို့ကပြောတယ်သူများနိုင်ငံမှာလဲကိုရီးယားတွေမှာလဲလူတိုင်းဟာစစ်မှုထမ်းတယ်လို့ပြောတယ်။ဟုတ်တယ်သူတို့စစ်မှုထမ်းတယ်။စစ်မှုထမ်းလို့ထွက်လာခဲ့တဲ့သူတွေဟာသူတို့စစ်ဖက်မှာဝန်သွားတဲ့ခန္ဓာအတိုင်းပဲသူတို့စစ်မှုကနေလဲထွက်ခဲ့တယ်။ဒီနဲ့မြန်မာနိုင်ငံမှာစစ်မှုထမ်းနေဟဲ့ဆိုလို့ရှိရင်တော့တေးရွာကိုသွားတာ မတူဘူးအခုသူတို့ကတော့ဟာကိုရီးယားကမင်းသားတွေတောင်မှစစ်တပ်ထဲဝင်တယ်ဟုတ်တယ်လူ၁၀ကဝင်သွားတယ်နှစ်ယောက်လောက်ပဲထွက်လာတယ်ဆိုတာတောင်ရှိသလားလူဆယ်ယောက်ဝင်သွားတယ်ဆယ်ယောက်စလုံးပြန်ထွက်လာတယ်ဒါကြောင့်မို့သူများနိုင်ငံမှာစစ်မှုထမ်းခြင်းဟာကောင်းတယ်ဒီနေ့မြန်မာနိုင်ငံသားတွေအများကြီးတောင်မှ US တွေမှာစစ်မှုထမ်းကြတယ်ကျတို့ကချင်တို့မျိုးတွေလည်းဟိုမှာ US တွေမှာစစ်မှုထမ်းတာတွေအများကြီးရှိတယ်ဘာကြောင့်မို့သူတို့စစ်မှုထမ်းခြင်းကြတယ်သူတို့တည်တယ်သူတို့ရဲ့ဘဝအမခံချက်ကိုလိုချင်တဲ့အတွက်ကြောင့် ဂုံယူစွာနဲ့စစ်မှုကိုထမ်းကြတယ်။ဒါပေမဲ့မြန်မာနိုင်ငံမှာစစ်တပ်ထဲဝင်နေဆိုတာကတေရွာကိုတွားကြတာ။ဆိုတော့မတူညီတဲ့အဥ္စာကိုသူများရဲ့နိုင်ငံကိုအတူယူမနေကြနဲ့။ဆိုတော့အခုခွေးကျဖို့ကတော့သူ့ကိုယ်တိုင်တောင်မှကြောင်းတက်နေတဲ့ကလေးတွေကိုပြစ်တတ်ပြီးမှကလေးတွေရဲ့အနာဂတ်ဟာကောင်းတယ်။ပညာရေးချို့တဲ့တဲ့ကြွယ်မြန်မာနိုင်ငံကကမောက်ကမဖြစ်တဲ့တဲ့။ဒီတယောက်ရဲ့ပါဇက်ကိုလေနော် တိတ်တောင်မှမပြောချင်ဘူးပြောလို့ရှင်လဲเนาะတိတ်ပြီးမှအဆင်မပြေဘူးခွေးချဘူးကတော့ DNA စစ်လိုက်လို့ရှိရင်တော့ဘာတရစ်ဆံများဖြစ်နေမလဲတောင်မသိဘူးเนาะကိုကိုတိုင်းတောင်ဖင်မနိုင်ပဲပေးဟင်စာပြီးမှသူများကိုပြစ်တင်တဲ့စကားကိုသူပြောနေတယ်အာဆိုတော့သူအုတ်ထုတ်နေတဲ့သူ့ရဲ့ခွေးတက်ဖွဲ့ဒီကိုတောင်သူနိုင်တလားဒီမိမပြောသွားတဲ့အဲထဲမှာကြားတယ်เนาะသူတို့ဘောမှာအချင်းချင်းတောင်မှအမြင်မတော်လို့ပြောလာပြီဆိုတော့အခု မန္တလေးမြို့ဒီထဲမှာကားတွေဆိုင်ကယ်တွေကိုစစ်ဖို့ရန်အတွက်ပြည်သူစစ်တွေရဲတွေနဲ့ဗားဆိုင်တယ်လဲဆိုတော့အခုဒီထဲမှာဒီဘောမပြောသွားတယ်ဒီလိုမျိုးစစ်ဆဲပြီးတော့ငွေတောင်းတယ်သူတို့လှုပ်ရှားဖို့ရန်အတွက်နင်းတို့လမ်းဖွင့်ပေးနေတာလား အခုဒီပြည်သူစစ်ဆိုတာလည်းပဲခဏတော့ပြောသွားတဲ့အထက်မှာအားလုံးကြွားလို့ကြားရတဲ့အတိုင်းပဲစစ်မှုထမ်းမထမ်းချင်တဲ့အတွက်ကြောင့်တို့တော့ပြည်သူစစ်လုပ်တယ်ပြည်သူစစ်ထဲမှာတောင်းရှက်တန်းသွားတဲ့ပြည်သူစစ်တွေမဟုတ်ဘူးအခုဒီပြည်သူလူထုတွေကိုဒုက္ခပေးဖို့ရတဲ့မွေးထားတဲ့ခွေးတွေဖြစ်တယ်ဆိုတော့ကိုကိုတိုင်းတောင်းမှကိုရဲ့အောက်ထဲမှာရှိနေတဲ့ကိုရဲ့ဘောကိုမပေးနေတဲ့ကိုအကျုံတွေကိုတောင်းကိုမထိနိုင်ပဲနဲ့ဒီခွေးကြဖို့ကိုလည်းနားထဲမှာလေတွတ်လိုက်လို့ကတော့နဲ့နဲ့ထင်ပါပွင့်သွားမယ်လို့ပဲ ောချင်တယ်နော်အခုနင်းတို့ခွေးတွေထဲမှာဖြုတ်အုံနောက်လောက်တာရှိခဲ့တယ်ဆိုလို့ရှိရင်နင်းတို့အတိမှာပဲရုရှားလောက်သွားလိုက်တာနဲ့တရုတ်ပြည်လောက်သွားလိုက်တာနဲ့နင်းကိုနင်းငါဟာတိတ်ဟုတ်လာပြီလို့နင်းမထင်နဲ့အခုဒီတရုတ်ဒီရုရှားဒီနင်းကိုကာပါလောက်ပေးမှနင်းသွားလာနိုင်ပဲမဲ့နင်းနေတဲ့မြန်မာနိုင်ငံထဲမှာနင်းကောင်းမှုပြီးသွားနိုင်တလားတောင်ဆန်းစုကြည်လို့နော်ကားအမိုးဖွင့်ပြီးမှနင်းသွားနိုင်တလားလူအုပ်ကြားထဲမှာနင်းသွားနိုင်တလား 生产地，说了地呢，亏的野个穷太嘞，皮都亏的白白白，也亏白白，只得白白白白，都都白，亏的哈，都也也穷落心，皮都的个脸色太说了，呃，路不蛮的，阿苦地呢，说的到了野蛮地带，走路的差多大烟大利哈，亏的哈，哎，苦多也是亏，哎，野个穷来大呢，皮都的个你没有说呢，老的说了个啥个嘞，的差多大烟大利地皮大皮的。 နော်ဆိုတော့နင့်တို့ရဲ့ခွေးချင်းခွေးကြံတယ်အခုနင့်တို့ရဲ့ဘောမှာအချင်းချင်းတောင်အမြင်မတော်လာဘူးဆိုတော့ကိုနင့်တို့သိတယ်နော်သိပဲပြောချင်ဘူးနော်ဆိုတော့အခုကျမတို့နောက်တရေတပုတ်နေနေလေဗီဒီယိုတော်တော်လေးကိုဆက်လက်ပြီးတော့နားထောင်ကြည့်အောင်နော် ကျွန်တော်တို့မနေ့ကစနေမလာ29ရက်နေ့မှာဆိုရင်ပြည်တော်စုရွေးကောက်ဝဲကော်မရှင်ကကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေကိုမြစ်တာရက်ခံကြဆာတစောင်းထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်တွေမှာဆိုလို့ရှိရင်လာမယ့်ဒီဇင်ဘာလမှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအတွက်ကိုပေါ့နော်ဒီမဲစင်းတွေကို30ရက်6လ2025ကနေ73ရက်10လ2025ရက်နေ့အထိဒါ14ရက်ကြာပထမအကြိမ်အဖြစ်စတင်ကြေညာမှာဖြစ်ပါတယ်။အဲ့လိုကြေညာလိုက်တဲ့အခါမှာ အဲမေပေးကြမယ်မေဆနာရှင်ပြည်သူတွေအနေနဲ့မိမိရဲ့အမိတွေမိမိမိသားစုဝင်တွေရဲ့အမိတွေဒါဒီမဲဆင်းမှာပမပါဘူးအဲတောရောက်ကြည့်ရှုကြဖို့အတွက်ကိုတိုက်တွန်းထားတဲ့အစားလေးဖြစ်ပါတယ်ရှင်စက်တင်ဘာလ30ရက်နေ့ဖြစ်တဲ့မနေ့ကနေမှအောက်တိုဘာလ23ရက်နေ့အထိပထမဦးဆုံးအတုပ်ဖြစ်တဲ့ရွေးကောက်ပွဲရအတွက်မေပေးမယ့်သူတွေရဲ့အမိစင်းတွေထုတ်ထားပြီးဆိုတော့လာကြည့်ဖို့ဆိုပြီးမှအာစာထုတ်လာပြီး ဆိုတော့အခုသိရတဲ့လောက်ကဘ ᱹ ဒုကမှလာမကြည့်ဘူးဆိုတော့ကိုသိရတယ်ဆိုတော့ဒီနေ့ကျွန်တော်တော်လာရေးမိသားစုတွေဘ ᱹ ဒုမှမဲမထက်ဖို့ကျွတ်ပြောချင်တယ်ရွေးကောက်ပွဲကိစ္စနဲ့ကျွန်တော်တော်လာရေးတွေအုံနောက်ကြီးကြီးတွေတုံးကြပါတကယ်လို့ဒါတို့ကလာဖတ်နေဆိုလို့ရှိရင်ဟိုအိမ်နဲ့ဖတ်မယ်ဒီအိမ်နဲ့ဖတ်မယ်မြန်မာတပီလုံးကိုတို့ဖတ်နိုင်မလားဖတ်နိုင်တယ်လို့ပဲထားဒါဟာကျွန်တော်တို့ဒုတိယမြောက်တော့ကဘာတိစူပူအောင်ကြွချင်းဖြစ်သွားလိမ့်မယ်မဲမထဲလို့ဖန်းတဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူး ဒါကိုကျွန်တော်တို့တော်လရေးမိသားစုတွေကောင်းကောင်းလေးနက်နက်ဆိုင်ဆိုင်လေးစဉ်းစားပြီးတော့လှုပ်ဆောင်ရမယ့်အချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းပြောပြခြင်းတယ်เนาะပြည်သူတွေအားလုံးကြားမှာပြောရှိကြပါစေ